င်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်စစ်ကောင်စီတပ်မ71နဲ့တပ်မ90ကိုပူးပေါင်းတပ်ဖွဲ့တစ်ခုလုံး AA တန်လက်နက်ချအလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်စစ်ကောင်စီတပ်မ71နဲ့တပ်မ90ကိုပူးပေါင်းတပ်ဖွဲ့တစ်ခုလုံးသည်အရကတပ်တော် AA တန်လက်နက်ချအလင်းဝင်လာခဲ့သည်ဟုသတင်းရရှိပါတယ် ၎င်းတပ်ဖွဲ့ဝင်များသည်မေလအတွင်းကလက်နက်ချခဲ့ကြပြီးထိုအထဲတွင်စစ်ကြောင်းမှုတပ်ရင်းမှုအစဉ်အယားရှိများလည်းပါဝင်နေကြ။အေအေနှင့်နီးစပ်သည့်စစ်ရေးတရင်ရင်းမြစ်တအူကသတင်းဌာနသို့ပြောကြားပါရယ်စစ်ကြောင်းကိုဥဆောင်တဲ့တပ်ရင်းမှုအယားရှိအစဉ်ယာရုကြီးတွေပါတယ်။အေအေကတရားဝင်မထုတ်ပြန်သေးတော့နာမည်ယာရုအစဉ်ပြောပြဖို့ခတ်တယ်။လက်နက်ချတာတော့သိကြပါရယ်ဟုပြောပါရယ်အရကတတော်ထိန်ချုပ်ထားတဲ့မင်းတပ်တောင်ကိုထိုးစစ်ဆင်လာသည့်တပ်မဆက်တဲ့နဲ့တပ်မ99ပူးပေါင်းတပ်မတပ်ဖွဲ့ဝင်များသည့် ပြိုင်စစ်ကိနှင့်မင်းတပ်တောင်ကြားတွင်စစ်ပတိုက်ပဲအေအေထန်လက်နက်ချအလင်းဝင်လာခဲ့ကြခြင်းဖြစ်သည်ဟု၎င်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါရယ်။အဲ့ဒီစစ်တပ်တရင်ကရဲတရင်ကနေထွက်လာတာ။အေအေထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်တိုက်ဖို့အထက်ကအမိန်ပေးတော့စစ်မတိုက်ဝင်ပဲလက်နက်ချအလင်းဝင်လာကြတာ။တရင်တစ်ခုလုံးတော့အင်အား90လောက်ရှိမယ်လို့တော့ထင်တယ်ဟုပြောပါရယ်။ အဆိုပါတက်ရင်သည်အေအေထံအလင်းမဝင်မီခင်ကလေးကအလင်းဝင်ရန်ရရှိရန်ဆက်သွေးကြိုးစားခဲ့ပြီးနောက်တက်ရင်တရင်လုံးအလင်းဝင်လက်နက်ချလာခဲ့ကြခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောဆိုပါရယ်ကြောက်ဖြူအခြေဆိုင်တရင်များတဲ့တွင်စစ်ကောင်စီတပ်သားများဖျို့ဖျဲဖြစ်နေပြီးထွက်ပြေးမှုများလာသည့်အတွက်တင်းကျပ်ခြင်းကိုခံနေရကြောင်းစစ်တပ်မိသားစုဝင်တအူကသတင်းဌာနကိုပြောပါရယ်စစ်သားတွေထွက်ပြေးမှဆိုလို့ဖုံးတွေကအစဆက်သွယ်ခွင့်ပိတ်ပင်ထားတယ်အနီးကစောင့်ကြည့်ပြီးချင်းချောက်တာခံနေရတယ်ဟုပြောပါရယ် ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ခန့်ကလည်းကြောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲအတွင်တိုင်းစစ်ဦးစီးမှုပထမရန်ကပ်ပမန်ဂျီ3053နှင့်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်အပါဝင်စစ်တုံးမှန်အမြောက်များကိုအရကတက်တော် AA ကလက်ရဖမ်းမိခဲ့သည်။ကြောက်ဖြူမြို့အနီးဝန်းကျင်တွင်ဖြစ်ပွားနေသောတိုက်ပွဲများအတွင်စစ်ကောင်စီတပ်မမှုအဆင့်ရှိသူဗိုလ်မှူးချုပ်တအူတိုက်ပွဲတွင်သေဆုံးပြီးနောက်ထပ်ဒုဗိုလ်မှူးကြီးတအူလည်း AA ထံဖမ်းဆီးခံရသဖြင့်ကြောက်ဖြူမြို့အခြေစိုက်တရင်များတွင်ထွက်ပြေးသူလက်နက်ချသူများဖြင့်ဖျို့ဖျဲဖြစ်နေကြောင်းသိရသည်။ ချက်ဖြူတိုက်ပွဲအတွင်းကစင်ကလျားထွက်ပြေးလိုမြောက်နေသည့်စစ်ကောင်စီတပ်သားများကိုအာရက်ကတပ်တော်ကမြေစင်၏အမြဖမ်းဆီးရမိနေသည်ဟုလည်းနောက်ထပ်ဒေသအတွင်းကစစ်ပွဲအခြေအနေကိုအနီးကပ်စောင့်ကြည့်နေသူနိုင်ငံရေးသမားတအူးကသတင်းဌာနသို့ပြောပါရယ်စစ်ကောင်စီတပ်သားများအနေဖြင့်အာရက်ကတပ်တော်ကကံလန်ထားသည့်အတိုင်းအလံဖြူထောင်လက်နက်ချခြင်းဖြင့်အသက်ချမ်းသာရရပြီးမိသားစုများနှင့်ဆော့ဆော့တိုက်ဆုံနိုင်သည်ဟု၎င်းကပြောဆိုသည်လက်ရှိလက်နက်ချလာသူများအားအာရကတပ်တော်ကကောင်းမွန်စွာကျူးမွေးစောင့်ရှောက်ထားသည်ဟုသိရသည် ဆက်လက်ပြီးမိုးပြင်းမျိုးရှိကြီးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြည်သူအုပ်ထိခိုက်ဒဏ်ရာရပြီးနေအိမ်များပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်မိုးပြင်းမျိုးရှိကြီးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူအုပ်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်များပျက်စီးခဲ့ကြောင်း MBPDF လင်းုံတပ်ခွဲထောက်ပို့အဖွဲ့ကပြောပါတယ်။ ဇွန်လ14ရက်နေ့ညနေ2နာရီဝန်းကျင်အချိန်ခန့်တွင်မိုးပြဲမြို့အနောက်ဘက်ရှိကြီးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီး9လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်တပ်ကပစ်ခတ်သောလက်နက်ကြီးများထိမှန်ပြီးပြည်သူ့အုပ်ထိခိုက်ဒဏ်ရာရရှိကနေအိမ်အချို့လည်းထိခိုက်ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်သည်ပြည်သူလူထု၏အသက်အိုးအိမ်စီစဉ်များကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြင့်ပစ်ခတ်ဖျက်ဆီးနေခြင်းကြောင့်ပြည်သူများအနေဖြင့်အရေးကြီးကိစ္စများရှိမှသာကျေးရွာအတွင်သို့ဝင်ရောက်ကြရန် MPPDF လင်းယုံတက်ခွဲထောက်ပို့ခွဲကတိုက်တွန်းထားပါတယ်ဆလပင်စကိုင်းမြို့အရှိချမ်းတွင်စစ်ကြောင်းထိုးအကြမ်းဖက်စစ်တပ်ကကျောင်းနိုင်ဆရာတော်အပါလူလေးဦးကိုပြစ်တက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အကြမ်းဖက်စစ်တပ်ကကျောင်းထိုင်ဆရာတော်တပါးပါဝင်လူလေးယောက်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်း Wallet Information Network ကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကစပြီးမင်းကွန်းရဲစခန်းကနေထွက်ခွာလာတဲ့အင်အား200ခန့်ပါအကြမ်းဖက်စစ်ကြောင်းဟာမင်းကွန်းရွာကတဆင်မြောက်ဘက်မှာရှိတဲ့ကင်းရွာကိုဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်ကောင်စီတပ်တွေဟာကင်းရွာစူတောင်းပြေဖုံကြီးကြောင်းကကျောင်းနိုင်စရာတော့တပါအပါဝင်စရာတော့ရမိခင်ဖြစ်သူနဲ့ရောက်ဖားတို့ကိုပြစ်တက်ခဲ့ကြကြောင်း Wallet Information Network ကပြောပါတယ်။ ကြပြင်းချောင်းမကြီးရွာတဲ့ကိုပါလက်နဲ့ကြီးတွေနဲ့ဖြစ်ခတ်တိုက်ခိုက်ခဲ့တာအတွက်အသက်40အရွယ်အမျိုးသမီးတစ်ယောက်လက်နဲ့ကြီးကြီးထိမှန်သိဆုံးခဲ့ပြီးကျန်တဲ့အမျိုးသမီးနှစ်ယောက်လည်းလက်မောင်းမှာကိုစီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အကြမ်းဖက်စစ်ကြောင်းဟာကင်းရွာနဲ့ချောင်းမကြီးရွာတွေကနေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့တယ်လို့ Wallet Information Network ကပြောပါတယ်။အထက်ပါစကိုင်းမြို့နယ်အရှိတ်ဘတ်ချန်နဲ့ထိဆက်နေတဲ့မတရားနဲ့ကျွန်းရွာတွေမှာလည်းစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေချတိုက်တွေ့တိုက်ပွဲတွေရှိနေပါတယ်။ မင်းဝင်တောင်ရိုးမင်းကွန်းရွာမြောက်ဘက်ကိုစစ်တောင်းထိုးနေတာနှစ်ရက်လောက်ရှိပါပြီ။မင်းကွန်းအထိုင်ကနေအင်အားဖြည့်ပြီးနှစ်ရက်လောက်နဲ့ထိုးလာတာပါ။မင်းဝင်တောင်ရိုးရဲ့အရှိတ်အတိုင်မြောက်ဘက်စီဆက်ထိုးလာရင်မရေယာနယ်ထဲပါတဲ့အိုင်တိုင်ရွာဘက်ရောက်မယ်။ကြတာကတော့ရှိတ်မကာခွေးချန်တိတိုးမယ်ကြတယ်။အဲဒါကြောင့်မရေယာပတ်ကဖကလည်းဒီသက်ကန်အဖွဲတွေနဲ့ပေါင်ပြီးခုခံကာကွယ်နေပါတယ်ဟု ဝိုင်းစော်မန္တလေးတာဝန်ရှိသူတယောက်ကသတင်းဌာနကို ပြောခဲ့ပါတယ်။ဆက်လက်ပြီးခမရစကုမှာစစ်မှုထမ်းစဉ်တပ်သားတအုပ်ကိုတက်ကြွကြီးနဲ့အပေါင်းပါတွေကမတိမချင်းရိုက်နေ။အထက်အရာရှိတွေကလည်းမိသားစုကိုချော်လဲလို့တေဆုံးကြောင်းလိမ့်လေအကြောင်းကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းရေဒါရှိမြုံနယ်စွာမျိုးရှိစစ်ကောင်စီရဲ့ခမရစကုတပ်မှစစ်မှုထမ်းစဉ်တပ်သားတအုပ်ကိုအဆိုပါတပ်မှ အုပ်ခွဲတက်ကြွကြီးနဲ့အပေါင်းပါတအူကတိတ်ဆုံးသည့်အထိရိုက်နှက်ခဲ့တယ်လို့တက်တွင်းသတင်းရင်းမြစ်တွေထံမှသိရပါတယ်။2025ခုနှစ်ဇွန်လ6ရက်နေ့ကခမရဇက်ကိုမှာအုပ်ခွဲတက်ကြွကြီးကိုမျိုးနဲ့လူတက်ကြွကျော်လွင်ဦးတို့ဟာပြည်သူစစ်မှုတန်းတင်တန်းဆင်းတက်သောမိုးစင်မြင့်ကိုစကားမြရမှမတိမချင်းရိုက်ခဲ့တာကြောင့်အဆိုပါရဲဘော်ဟာနေရာမှာတပွဲချင်းပြီးတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။စကားမြရကနေပါစကပြန်ပြောရမလားဆိုပြီး နှစ်ယောက်တစ်ယောက်ဝိုင်းရိုက်တာနေရာတွင်ပွဲချင်းပြီးတည်တယ်ဟုတပ်တွင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်အဆိုပါခမရဇက်ကိုတက်အနေနဲ့တောင်ကိုခရိုင်ထုံးပို့ကြီးနဲ့ကြောက်လုံးကြီးဘက်မှလုံကြုံရေးစခန်းထိုင်ဆောင်ရွက်နေတာဖြစ်ပြီးယခုဖြစ်စဉ်မှာလည်းအဆိုပါစခန်းအတွင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်ဒါပြင်၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီးအထက်ရာရှိတွေကိုယ်တိုင်ကသိရှိထားပေမဲ့လည်းအဆိုပါစစ်မှုထမ်းစင်တပ်သားရဲ့မိသားစုများကိုတော့ချော်လဲတာကြောင့်တည်ဆုံးရခြင်းဖြစ်တယ်လို့အကြောင်းကြားထားကြောင်းအဆိုပါသတင်းပေးမှဆက်ပြောပါရယ် အရာရှိတွေကလည်းဖြစ်စဉ်အမှန်ကိုသိတယ်။ဒါပေမဲ့သူတို့ယာရုချီမှာကြောက်လို့အထက်ကိုရောခေါင်းလေးအိမ်ကိုရောချော်လဲပြီးသိတယ်ဆိုပြီးညှာထားတယ်။ဆွာမျိုးအခြေဆိုင်ခမရ၁၉တက်ဟာအမတ်၆စစ်စင်ရေးကိုကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီးအရင်ကလုံခြုံရေးတာဝန်တွေကိုသာအဓိကဆောင်ရွက်ရပေမဲ့ယခုနောက်ပိုင်းစစ်စင်ရေးတွေမှာအသုံးပြုလာတာကြောင့်ထွက်ပြေးတည်ဆုံမှုများနေတဲ့တက်တစ်ခုလည်းဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေအရာသိရပါတယ်။ ဆက်လက်ပြီးမုံရွာအခြေဆိုင်အနောက်မြောင်တိုင်းစစ်ဌာနချုပ်နမခတ်တပ်တို့ရှော့လိုက်တုံများဖြင့်တိုက်ခိုက်မှုသုံးလုံးကြောက်ရောက်ပောက်ကွဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မခတပ်အတွင်သို့ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးကြရောက်ပေါက်ကွဲပြီးထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း Bravery for Myanmar PWN အဖွဲ့မှတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောကြားပါရယ်။ရှမန်နီဆွန်လာ၁၄ရက်ည၁၀:၁၀မိနစ်ကမုံရွာမြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မခအတွင်သို့၁၀၀ခုနှစ်မမရှော့တိုက်ဒုံးသုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးလုံးနာမခတပ်တွင်ကြားရောက်ပောက်ခွဲခဲ့ပြီးနောက်ဆက်တွဲထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်ဆောင်ဆန်းနေစေဖြစ်ကြောင်းနာမခတပ်တွင်မှလည်းချက်ချင်းပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်းသိရပါသည်။အကောင်ကြီးကြီးတကောင်လာလို့အစည်းအဝေးလုပ်အပ်ပြီးစားပွဲတောက်ပွဲလုပ်တာကိုသိရလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာ။အဲ့ဒီစားပွဲတောက်ပွဲဘက်ကလည်းတက်လုံးကြတယ်လို့သိရပါသည်။ နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုအခြေအနေကတော့စုံစမ်းနေစေပါဟု February 4ရက်မှာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။အဆိုပါတိုက်ခိုက်မှုကို February 4ရက်မှာ BWN အဖွဲ့ဦးဆောင်စီမံမှုဖြင့် Shadow မုံရွာအဖွဲ့၊ Shwetri Gan Mahamit တရင်နဲ့ Justice Brother 4အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Mission ဖော်ဆောင်ခဲ့သောရဲဘော်များအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါတီဇကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနှင့်ချင်းပြည်နယ်တို့ရှိလက်ယုံတပ်ဖွဲ့များကိုအ धिक အမိန်ပေးကုတ်ကဲနေသောစစ်ဌာနချုပ်ဖြစ်ပြီးတော်လန်ရေးအင်အားစုများစုကိုမိမျိုးစုံဖြင့်နှိမ်နင်းနေသောဌာနချုပ်ဖြစ်ကြောင်းယခုနောက်ပိုင်းတွင်စက်တက်လေဒီများဒရုန်းများကိုလည်းနာမခါတွင်ပင်ပြမအထိုင်ထား၍တော်လန်ရေးအင်အားစုများသာမကပြည်သူလူထုကိုပါမိမျိုးစုံဖြင့်နှိမ့်ဆက်တပ်ဖြတ်နေသောကြောင့် VWNE Mission 41အဖြစ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါသည်ထို့ပြင်နာမခါအတွင်ပြောဝဲ ွဲရှင်ပွဲကျင်းပမည်ကိုကြားသိရသောကြောင့်စစ်ကောင်စီနှင့်အပေါင်းပါများအောင်မလုံခြုံသည့်ခန်းစားချက်နှင့်အမြဲတမ်းချင်းချောက်ခံရသည့်ခန်းစားချက်ကိုရရှိစေရန်ကြီးရွယ်ပါကြောင်းထပ်ဆင့်အတည်ပြုထားပါသည်။မစ်ရှင်ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှအကူအညီပေးကြသောနေမီကန်တော်လန်ရေးအင်အားစုများကိုလည်း BWN အဖွဲ့မှအထူးကျေးဇူးတင်ရှိပါကြောင်း BWN နှင့်မဟာမိတ်တို့သည်စစ်ရှုံးကောင်စီ၏လေတပ်များနှင့်အကြီးစားစစ်ရေးပြည်မှန်များကိုပြည်သူကိုစားဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းပြောဆိုပါသည်။